ခုအရွယ်တစ်ခုရောက်လာတော့အချို့တွေကြတော့လေဒီကောင်ဘေးကပေါ်ပေါ်လာလဲအချို့ကလေးတံမသိကြဘူးလေဆိုတော့ကျွန်တော်တို့ကဟိုအချိန်တိုင်းတိုင်းတစ်ခုနှစ်20ကျော်လောက်ကိုဂီတလောကထဲမှာဖြတ်တန်းပြီးတော့ခဏငြိမ်သွားတာပဲရှိတာပေါ့42ဆိုကျွန်တော်ချိန်တယ်နောက်15နှစ်လောက်လုပ်ပြီးွားရင်ကျွန်တော်ဟိုနေရပေးရမှာပဲလေအများကြီးထမ်းပိုးတာမရှိတော့ဟိုဝါကြီးရမှာဟိုဝါကြီးလှုပ်ချစ်ချင်မှာဟိုအဲ့လိုမရှိတော့ကြာရှိနေ live ကိုပေါ့ဘာပြောရှင်လဲဖြတ်တန်းမယ်ဆိုတဲ့စိတ်

နည်းနည်းပြည့်သက်တော့လေနည်းနည်းသူတို့တီးပြီးသားတချင်းလေးတွေပဲပြန်ပြီးတော့ collect ပြန်လုပ်တဲ့ပုံစံလေးလုပ်ဖြစ်ဘာဘာပဲလုပ်လို့ကျွန်မထည့်လို့မရဘူးဘယ်တော့တော့ရဲ့ဒီစင်းဒီစင်းကကျွန်တော်ရဲ့ Mr. Peace ပဲ Master Peace ဆိုတော့ Master Peace ဖြစ်တာရဲ့ကျွန်တော်ဒီတစ်ချင်းကြောင့်လူတစ်လုံးသူတစ်လုံးဖြစ်တယ်လို့လည်းဟိုပြောရမမနာအဲ့တော့အဲ့ဒီတစ်ချင်းလေးကိုကျွန်တော်က ဘယ်တော့တော့ဘယ်နေရာရရအရှင်းဆိုပြရတော့ဟုတ်ပြောတယ်ဟိုနေ့ကသူ့ဝမ်းမရှိမှလည်းကျွန်တော်အရှင်းဆိုတော့အောက်ကလူကုန်တော့ကျွန်တော်တို့ကချင်းစာသာမေးအောက်ကလူတွေကကုန်ရဆိုအဲ့လိုတွေကအမတ်တရားပျော်စရာလည်းကောင်းတယ်အဲ့ဒီကဆိုရတာလေကိုငငယ်ရ vibe ကိုပြန်ရသေးတယ်ပေါ့အဓိကတော့အခါအလင်းသိရင်တော့တချင်းပွဲဆိုမယ်ပေါ့ဒီလောက်ပါပဲအများကြီးတော့ကျွန်တော်ဘလိုကြီးအရင်ကလိုမျိုးအများကြီးမတွေးတာတော့ဘဝကိုပို့ပပပြောရှင်ရှင်နဲ့ကျွန်တော်တို့ဟို ူတိုင်းမှာဟိုလေဟိုအချိန်ကန့်သက်ရှိတာဟိုကိုရည်ရွယ်ချက်လေးတွေကိုလုပ်မယ်ကိုဝါသနာပါတယ်လုပ်မယ်ဟို life က gap ရှိတာကျွန်တော်အသက်ရွယ်ဟုတ်ကဲ့မပေါ်တည်ရဲ့အဲ့ဒါဟို42ဆိုတော့40နှစ်ဆိုရဲ့အရွယ်မှာဟောငါနောက်နောက်လောက်ရမယ်ကြာရှိနေ live ကိုပေါ့ဘာပြောရှင်လဲထပ်တမ်းမယ်ဆိုတော့စိတ်ကျွန်내အများကြီးထမ်းဖို့တာမရှိတော့ဟောဝါကြီးရမှာဟောဝါကြီးလှုပ်ချစ်ချင်မှာဟောအဲ့လိုမရှိတော့ပေါ့ပါသွားတော့ဥမာပင်ကိုရေးပေးတာချင်းနေပေါ့တော့လေသူများ ဆိုတော့လည်းအခု wedding တွေမှာဟိုညီမလေးယရနာမိုင်ရေးပေးရခြင်းဆို wedding night ယရနာမိုင်ဆိုရဲအဂျူရဲ wedding ချင်းဆောင်းတဖို့ရေးပေးတာရှိရဲဂျူရဲ wedding night ဆိုရဲအဲ့လိုမျိုးလေးဆိုရဲတွေ့ရင်လည်းကျွန်တော် PT ဖြစ်ပါအဓိကတော့ကျွန်တော်ကကျွန်တော်တချင်းလေးတွေ public မှာရောက်စီခြင်းလေကျွန်တော်ကိုပိုင်တန်တဲ့တချင်းလေးတွေကိုဟိုဟိုလူလူပြိသက်တချင်းတချင်းကြိုက်တဲ့ပြိသက်ကြားတဲ့ကိုကျွန်တော်ရောက်သွားသိခြင်းလေဆန္ဒပါအဲ့တော့ကိုတချင်းလေးတွေဖွင့်နေတယ်ကိုတချင်းလေးတွေအခုချိန်လာပြီးတော့ comment တွေမှာ TikTok တွေမှာလာပြောရင်လည်း PT ဖြစ်ရပါ ောအဲ့အတွက်လည်းကျွန်တော်တို့တွေပြန်တို့လာပြောလေတို့ပြန်ဆူတောင်းပေးပေးရလေပေါ့နော်ဟောငါတချင်နေခုထိကြိုက်ပြီးတော့တို့လုံဝန်းငယ်ရန်လေးအစီအပြေကြပါသေးအချမ်းမှကြိုရှင်ကြပါသေးပေါ့လူဆိုအရွယ်တစ်ခုရောက်လာတဲ့အခါကျရင်ဟောဘာမှမမြဲပါလားကောင်းခြင်းတွေလည်းမမြဲဘူးဆိုးခြင်းတွေလည်းမမြဲဘူးအဲ့တော့ဘာမှဒါကြီးကိုငါဖတ်တွယ်ကင်တွယ်ထားတရားဆိုတော့မရှိတော့တန်ရုံးတင်အများကြီးမထားတော့ပစ္စည်းတန်ဖို့မှဆိုကြပါသူတခုဆိုလဲဟိုအစွဲလန်းပြီပေါ့အစွဲလန်းနေကိုမရှိတော့ဒါအစွဲလန်းမှမရှိတော့အဲ့လိုအဲ့လိုထားနိုင်လာတာပေါ့ ကျွဲတစ်ခုရောက်လာတော့အချို့တွေကြတော့လေဒီကောင်ဘေးကပေါ်ပေါ်လာလဲဆိုကလေးတောင်မသိကြဘူးဆိုတော့ကျွန်တော်တို့ကဟိုအချိန်တိုင်းတိုင်းတစ်ခုနှစ်20ကျော်လောက်ကိုဂီတလောကထဲမှာဖြတ်တန်းပြီးတော့ခဏညင်သွားတာပဲရှိပါဘူးဆိုတော့အခုကျတော့လေကိုဟိုကိုအကျွဲတစ်ခုရောက်ပြီးဆရာပြောသလိုပေါ့ဗျာ ကျွန်တော်အရွယ်ကြီးနဲ့ကျွန်တော်တချင်းနေအများကြီးလှုပ်လို့ရကျွန်ကျင်းတယ်နောက်15နှစ်လောက်ပဲလှုပ်လို့ရအသက်60နားကတ်သွားရင်လှုပ်လို့မရဘူး42ဆိုကျွန်တော်ကျင်းတယ်နောက်15နှစ်လောက်လှုပ်ပြီးသွားရင်ကျွန်တော်ဟိုနေရပေးရမှာပဲလေအငယ်ကိုကျွန်တော်အခုလက်ခံတယ်ကျွန်တော်လူငယ်တွေလူငယ်တွေဟိုပွဲတွေမှာစိုးနေရတချင်းနေပေါ့နော်ကျွန်တော်လက်ခံတယ်ကျွန်တော်လင်းနားထောင်တယ်ဒါသူခေသူ့ချိန်ကျွန်တော်တို့ခေကျွန်တော်တို့ချိန်မှာလဲကျွန်တော်တို့စိုးခဲ့တယ်အရှင်ဖန်ပြီးခဲ့တယ်အခုကျွန်တော်အွယ်အွယ်ကြံသေးတဲ့အချိန်မှာလူလက်ပိုင်းအချိန်မှာလဲကျွန်တော်တို့ကတချင်းကိုအဲ့လိုပေါ့နော် qualify ဖြစ်ပြီးတော့ ရင်ထဲမှာရောက်သွားတယ်မှာတစ်ချိန်မျိုးကျွန်တော်ကထပ်ဖန်ပြီးရမှာကျွန်တော်တောင်းတယ်လူတိုင်းမှာတောင်းဝင်ချေဖို့လိုတယ်ပေါ့ဥပမာပင်မီဒီယာသမားတွေမီဒီယာတောင်းဝင်အကြောင်းသားအကြောင်းသားတောင်းဝင်ကျွန်တော်ကလည်းချင်းဆိုတော့ဆိုတော့တယောက်တောင်းဝင်ချေစင်တယ်လေအဲ့တော့ကျွန်တော်တစ်ချိန်လေးတွေကျွန်တော်ဆက်ဖန်ပြီးပြစ်တာပါနောက်နှစ်တွေမှာလည်းတစ်ချိန်အစ်စ်တွေရောအဲ့လိုပြန်ဖန်ပြီးလို့ရှိတယ်ကာပါဆိုတာရောဒါမျိုးဆိုတာဟုတ်ကဲ့ကာပါဆိုတဲ့လူတွေက commission မဟုတ်ရင်တော့ကျွန်တော်ပေးဆိုပါတယ်အခုကအစည်းအဝေးမရှိကြဘူးဗျာ ဟိုကာဘာစုအပျော်စုပြီးတော့ oven တွေရော commercial လုပ်နေကြတာအဲ့ဒါတော့ကျွန်တော်အဆင်မပြေဘူးကျွန်တော်အခွင့်တောင်းရတယ်ကျွန်တော်ပေးပါတယ်ခွင့်မတောင်းဘူးဆိုရင်တော့ကျွန်တော်ရှင်းတယ်ဖုန်းဆက်ပြီးကျွန်တော်ပေါ်မှာပေါ့ဘယ်လောက်ကြာပြီးတော့မကမ်းဘက်ပြန်လာတယ်အဲတော့ကျွန်တော်2019လောက်တည်းကခဏလေးငြိမ်လိုက်တာပေါ့နော်နောက်20လောက်မှာတည်းကကျွန်တော်မြို့ပညာလှူချမှုတွေနေပါတယ်ကျွန်တော်အပြင်စီးပွားရေးဘက်ကနည်းခြေဦးလှည့်ပြသွားတယ်ပေါ့အဲ့ဒါတော့ဟုတ်ကဲ့နားနေလို့ရှိပါ အခုမှကျွန်တော်ကအခွေလဲထွက်မေးအင်တာဗျူးလဲအဲ့မှကျွန်တော်မေးနေတာမေးပေါ့နော်ဆိုရအစီအစဉ်လေးကိုကျွန်တော်လုပ်ဖြစ်တယ်ဒီအားလုံးကိုအခုဟိုချစ်ခင်လေးစားသွားနေကျွန်တော်နှုတ်နှုတ်ဆက်တာပါတယ်ကျွန်တော်တချင်းလက်ပြီးတီမတချင်းဆယ်ဖို့လေးကျွန်တော်ဟိုဒီနေ့ရစပြီးတော့ပေါ့နော်ကျွန်တော် YouTube channel မှာကျွန်တော် live လေးကြည့်လို့ရမယ်တပုတ်ချင်းတွေလည်းကြည့်လို့ရပါမယ်အဲ့ဒါလေးတွေကိုကျွန်တော်ဟို တင်ဆက်သွားဖို့ရှိပါတယ်အားပေးပါအောင်လို့ပြောချင်တယ်နောက်ပြီးတော့ကျွန်တော်နောက်နေ့2026ထဲမှာလည်းတချင်းအစ်စ်တွေရောဖန်တီးမှုအစ်စ်တွေရောကျွန်တော်လာဖို့ရှိပါတယ်အားပေးပါအောင်လို့ပြောချင်ပါတယ်နောက်ပြီးတော့ပရိသတ်ကိုတချင်းတကယ်စုပြချင်တာပါအခုလဲမီဒီယာညီကောင်မောင်မတွေကြားပါလိမ့်မယ်ကျွန်တော်ကတချင်းကိုတကယ်စုရတာဟိုဟန်လုတ်ပြီးဆိုတာမျိုးမဟုတ်ပါဘူးတချင်းကိုတကယ်ကိုတက်လို့တကယ်ကိုလေ့လာပြီးတော့ဟိုလေ့ကျင့်ပြီးတော့ကျွန်တော်ကတချင်းစုတာပါဟိုအဲ့တော့ကျွန်တော်တကယ်တချင်းစုတတ်လို့တချင်းစုတာဖြစ်လို့ကြောင့်ကျွန်တော်ပရိသတ်တွေကိုတချင်းနေအများကြီးစုပြချင်ပါသေးတယ် つり橋。